ဟေဝေနဲ့ဆိုပြီးဒီစင်စိတ်ကောင်းစရာတည်ရင်ပေါ့လေဟေဝေနဲ့ဆိုပြီးဒီစင်ကတော့ဝမှုရွှေတို့စီနီမောင်နှံလိုပဲတရုတ်နိုင်ငံမှာတကယ်ကိုမှကိုပိုင်လင်ငါပြီးတော့ရေခဲတောင်เนาะကျွန်တော်ရေခဲတောင်အောက်မှာပဲသူတို့ညောက်ကဓာတ်ပုံတွေ pre wedding ပုံတွေရိုက်ခဲ့ကြတယ်ဝမှုရွှေနဲ့တယောက်ကြတော့ရေခဲတောင်မှာသွားရဲကြတယ်ပေါ့နော်ဆိုရိကကျွန်တော်အခုမြောင်းနိုင်ငံကိုပြန်ရောက်လာတဲ့အခါမှာ ဒါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပုံနေတင်ချရပေါ့နော်ပုံနေတင်ချရဆိုရင်နေရာမှာလေများစွာဝေဖန်ခဲ့ရတဲ့ဝဆာနဲ့ပတ်သက်ပြီးတော့ပေါ့နော်အခုဟင်းဝီယန်ကဒါအပြင်ကိုသွားတဲ့အခါမှာသူ့ကိုမနာလို့လေသူတို့ညောလက်ထပ်ပွဲကိုကြီးမြတဲ့လူတယောက်ကဟင်းဝီယန်ရဲ့ကားကိုနော်ဟိုရုံးစားကြီးဝင်တိုက်ပြီးပြေးသွားရဆိုရဲအချက်တွေ online ပေါ်မှာပြန့်နှံ့နေပြီးတော့ဟင်းဝီယန်ကလည်းစေုံမှာသက်နေရကြောင်းဒါသတင်းတွေထွက်ပေါ်လာနေပေါ့နော်ဆိုတော့တကယ်ကိုမှစိတ်မကောင်းပါဘူး ဝိုင်းစုကိန်တဲ့ရင်တချင်းထွက်လာပြီးတဲ့နောက်ပိုင်းမှာ ဒါဟင်းဝယံကိုပုံမူပြီးတော့လူမုံများသွားကြတာဖြစ်ပြီးတော့ဟင်းဝယံနဲ့ဆိုပြီးဒီစဉ်လက်ထပ်ပွဲကိုလည်းများစွာသောမကောင်းသောပြောဆိုမှုတွေအများကြီးထွက်လာတယ်ပေါ့နော်အာဝိုင်းစုကင်တိုင်းကတော့တကယ်ကိုမှမြောင်းနေကမှတယောက်မှမရရှိခဲ့ဘူးတဲ့တပတ်အတွင်းမှာနော်ဘယူပေါင်းနော်3 4 5သန်းလောက်ကို YouTube မှာဒါရရှိနေတာဖြစ်တဲ့အတွက်တော်လေးကိုဒါမြန်မာနိုင်ငံရဲ့ Taylor Swift ဆိုပြီးတော့တော့ဒါတင်စားခံနေရပြီ ဖြစ်တယ်ပေါ့နော်ဒီလိုချိန်မှာပဲတစ်ဖက်မှာလည်းလက်ထပ်ပွဲကျင်းပမယ်ဇီနီမောင်နှံကလည်းရှိနေတယ်ဒါ ဝိုင်းစုကိုင်းတဲ့နေဟင်းဝင်းရဲ့အသိကိုတော့တနင်္ဂနွေလုံးကပြည်သက်တွေကအသိကျွန်တော်ကဝိုင်းစုကိုင်းတဲ့တဲ့ချင်းထွက်လာတော့ပုံမပြီးတော့ဝေဖန်မှုတွေကမြင့်တက်နေတဲ့အခါမှာအခုလိုမျိုးဟင်းဝင်းရဲ့ကလုံးကျန်ခံလိုက်ရတဲ့အနေထားမှာရှိတယ်လို့ကြားသိရတယ်နော်